်တယ်လက်3မှာပြန်လည်တွေးကြပါမယ်အားလုံးပဲ good job everyone this is FOE fitness on earth f f o e fitness on earth f f o e အဖိုးကြီးကနေကျွန်တော်ကြိုဆိုလိုက်ပါတယ်အခုဆိုလို့ရှိရင်ရှုံးတော့ပြောင်းဝင်16ရောက်လုံးက challenge 3ကိုပြန်ရမှာဖြစ်ပါတယ် Challenge တွေကအရှုံးခုရောက်ရှိနေတဲ့ WUSC Yangon United Sports Complex မှာကျင်းပတော့မှာဆိုတော့အခုလို outdoor area ကြီးမှာ Challenge တူတော့ကလိုမျိုးပဲ Team Challenge ဖြစ်မှာလားဒါမှမဟုတ်တယောက်ချင်းရှိပြန်ရမှာလားဆိုတော့ဆက်လက်ကြည့်ရှုပေးကြပါဦး ten channels လာခဲ့ရင်ကိုနဲ့မကြင်နေတူရှိရယ်မိုက်မြက်တူဘာလို့လဲဆိုတော့ तू อ่ะမနေ့ကျွန်တော်တကနည်းနည်း pressure များမယ်ထင်တယ်ဗျာဘာလို့ဆိုတော့ तू อ่ะစကားအေးများလို့နောက်တော့ noisy ဖြစ်တယ်လို့ complaint တက်လာခဲ့တော့အမပြင်ပေးမယ်ဒါပေမဲ့အမကျတော့လေဟိုဖြစ်ပါစေလို့စိတ်ထားပြီးလုပ်တာတော့မဟုတ်ဘူးပေါ့ကွာတိလာကိုရဲ့ပုံစံကအမ hyper ဖြစ်နေတာအဲ့တော့မင်္ဂလာပါ fitness owner foe season 2ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခုဆိုလို့ရှိရင်ဆက်တန်းလာခဲ့တာကျွန်တော်တို့ challenge တွေကိုရောက်ရှိလို့လာခဲ့ပါတယ် ီနေ့မှာကျွန်တော်တို့ထူးထူးခြားခြားပဲကျွန်တော်တို့က indoor arena မှာမဟုတ်တော့ဘဲနဲ့ outdoor ကိုကျွန်တော်တို့ကြက်လာပါပြီဒီနေ့မှာပို့ပြီးတော့အာကျွန်တော်တို့ခက်ခဲတဲ့ challenge day တွေကိုဖက်တန်းရမယ်လို့ကျွန်တော်ကတော့ခံစားနေရခံစားနေရတယ်ဆိုတော့ဒီနေ့ challenge 3ကိုကျွန်တော်နာမည်လေးတစ်ခုပေးထားပါတယ် free frenzy ဆိုပြီးပေးထားပါတယ်ဒီမှာ ကျွန်တော်တို့ကဘာတွေလုပ်ရမလဲဆိုရင်ပေ150အကွာဝေးမှာရှိတဲ့မြေကြီးတွေကိုတည်ရမှာဖြစ်ပါမြေကြီးတွေကိုတည်တဲ့အခါမှာကျွန်တော်တို့ဘလို့ပုံစံတည်ရမလဲဆိုရင်သတ်မှတ်ပေးထားတဲ့အိတ်တွေနဲ့တည်ရမယ်။ဘလောက်တည်ရမှာလဲ။300 kg တည်ရမှာပေါ့။ဘယ်တန်း300 kg 300 kg ကိုကျွန်တော်တို့ကတည်ဆောင်တဲ့အခါမှာအလဲပါဆိုလို့ရှိရင်ကျွန်တော်တို့ obstacle လေးတွေရှိပါတယ်။ဒီမှာလို့ဆိုရင်အသားအဆီးလေးတွေပေါ့။ ဒီတားစီလေးတွေကြားထဲမှာကျွန်တော်တို့ကအမြန်ဆုံးတည်နိုင်တဲ့ပြိုင်ပွဲဝင်တွေကအနိုင်ရမှာဖြစ်ပါတယ်။ကဲဟုတ်ပြီ။ဒီနေ့မှဆိုရင်ကျွန်တော်တို့က team challenge ပဲဖြစ်ပါတယ်။ဒီတစ်ခါလဲ team challenge လာပြန်ပြီ။လုံးဝမကြိုက်ဘူးအဲ့ team challenge ။ဒီနေ့မှ team ကိုခွဲပေးမဲ့ပုံစံက6ယောက်မဟုတ်တော့ပါဘူး။တစ် team မှာ3ယောက်ဖြစ်ပါမယ်။ကျွန်တော်ပုံပုံမှန်တိုင်းပဲကျွန်တော်တို့ team တွေကိုခွဲတဲ့အခါမှာဘောလုံးလေးတွေနဲ့ကျွန်တော်တို့မင်းနိုင်ပြီးတော့ကျွန်တော်ခွဲပါမယ်။ဘသူတွေကဘယ်အသင်းတွေကြမလဲ။ ဒီနေ့မှာတော့ဘသူတွေကဘယ်နှမှတ်တွေရမလဲဆိုတာကတော့ဆက်လက်ပြီးတော့စောင့်ကြည့်ပြီးပါ Are you ready? Ready. Are you ready? Ready. Okay. ဆိုတော့ကိုယ့်ရဲ့တတ်မှတ်ထားတဲ့နေရာမှာပဲနေပြီးပါကျွန်တော်ပဲလာခဲ့ပါမယ်เนาะဟာ Hello excuse me ဆိုတော့မကြည့်နဲ့เนาะအဲလိုက်လိုက် ီနေ့မှာကျွန်တော်တို့က3ယောက်3ယောက်စီကျွန်တော်တို့ခွဲထားမှာဖြစ်ပါတယ်ဒီနေ့ challenge မှာပထမရတဲ့အသင်းကို35မှတ်ပေးမှာပါဒုတိယရတဲ့အသင်းက30တတိယရတဲ့အသင်းက25မှတ်စတုတ္ထရတဲ့အသင်းကတော့15မှတ်ပြင်ဆင်မရတဲ့အဖွဲက10မှတ်6မှတ်ဟိုဂါမတ်စီပြောအဲ3နဲ့4နဲ့ကြားထဲမှာအမှတ်ပိုရော10မှတ်ရော်ဆိုတော့ 600မှာရောက်သွားတယ်ဆိုလို့ရှင်တော့ငားမှတ်ပေးရပါလားဆိုတော့အဲ့ဒီကျွန်တော်ပြီးခဲ့တဲ့ challenge ကလို့ပဲ team challenge မှာရခဲ့တဲ့အမှတ်တွေကို individual အချင်းချင်းမှာသွားပေါင်းပေးမှာဖြစ်ပါဆိုတော့ဒီနေ့မှာဘယ်လိုပုံစံဖြစ်မလဲဆိုတော့ဆက်လို့ရှားကြရပါဘူးโอเคနံပါတ်၄နဲ့ဘောလေးရပါပြီပေါ့နော်နံပါတ်၄တိရပြီပေါ့တိရပါပြီအဲ့ဒါဆိုရှင်ကျွန်တော်နံပါတ်၁ဘယ်သူတွေလဲမသိဘူးခင်ဗျာနော် ်ကလည်းကလည်းကလည်းကျွန်တော်ကျွန်တော်ကျွန်တော်သူ့ဝင်မယ်ဟာငါတိုက်တာရွေးရတော့မယ်လို့ထင်ခဲ့ရကွာတစ်ကလေးကိုကင်ကျင်းချင်းပါဒါပေမဲ့ဘလို့ဖြစ်သွားလဲဆိုတော့ကွာတစ်၃ယောက်ဆိုပြီးဖြစ်သွားအဲ့မှာအဲ့လိုမျိုးရွေးရွေးပြီးသားဖြစ်နေတာပေါ့နော်၃ယောက်ဆိုတော့ထွက်လာချိန်မှာမိန်းကလေး၃ယောက်ဖြစ်အားပြောပါလေအားပြောပါသူ့ရဲ့သူ့ရဲ့ ပြောပါမင်းကြီးလေးမင်းကြီးလေးအိမ်မဲဆိုတော့ကျွန်တော်အမေပါ okay ပါတယ်ပပပအာကြီးရဲ့လူကြီးပဲလေမင်းကလေးနေရပါလေဆိုဒီကရရပြီကျူးအာပြောရကျူးဆိုရ အဲ့တော့မင်းကလေးတော်တော်များများနဲ့မကြကြဘူးမင်းကလေးကတည်းကအာကိုရရောက်တဲ့လူတိတ်မရှိနေရှင်းကြည့်ရပါတော့။ဟိုဘာလဲ injury ဖြစ်နေအောင်မှပဲညံသုံးနိုင်တဲ့အင်ဆွမ်းအားတိတ်ပြီးတော့မတွေ့နေရအောင်ရှင်းသူကိုကြည့်ရပါတော့။ဆိုတော့ကျွန်တော်အော် okay okay ဝါဝါဝါဘူးလေးအဝအဝအေးပြေးပြေးပြေးဒီအဲ့မှာမနေဘူး။ဟာကလာကလာ Yeah we built in the empire OK。走！走走。OK 啊！OK。给我么不走吧。o k 发扬哩，发扬 loser 嘞。发扬哩！发扬哩！明哩，重要，发扬 p o i n e v e r l o i n t 老多，就是说，太无 t 了。哎，谁的比来？ and come and play. And now we know we want to take it high. Oh, oh. 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 อ่ะเปียเลไปได้มั้ยล่ะเนาะอเปียเลอ๋อเวลา <laughs> yeah, yeah, <laughs> 奇怪，你没有这个，你愿一丢你自家。没去游客卡了，奶奶呢？加油加油！生产生产办公楼内道，生产办公楼内道，你这办公楼内道。这是什么？毛主席，这是什么？天呐！我呀，买啥礼物？快！ အဲရှေ့တစ်ခေါက်ထုတ်စီတိုးတော့ကတတင်းနဲ့ကြားခဲ့တဲ့ခါကျတော့အဲကိုထွန်းနဲ့ chemistry ကမိမိသားဆိုတော့တကယ်ပြောပါတယ်နောက်ဆုံးကြံတဲ့လူတွေကတော့တူတူပဲဖြစ်သွားပြီတူတူတွေပဲကြံတော့လေဟိုကတော့ဟိုကတော့ဆောက်ဟိုဘက်ပေါ်သွားလိုက်ပါ ံတ်1နံပါတ်1ယူတော့ကွလပ်ပါကောလုံးဝညာเนาะရိုးသမီးတယောက်စီထဲမိတာကျလာတဲ့ကိုရဇာနဲ့မကစ်ကိုကြည့်တဲ့ကောင်မှာအရင်အဆင်ပြေသွားတယ်ပေါ့အခုโอเคရအောင်လို့မနံပါတ်1ကိုချင်းတိပေါ့ရအောင်လုံးမယ်ဆိုရင်စိတ်ပဲအမပထမဆုံးထားထားတယ်ပေါ့ခဏလေးကိုလို့အဖွဲတယ်အဖွဲတယ်ပြီးတိုင်ပင်လို့ရတယ်ဆိုတော့ဒီနေ့မှာကိုရဲ့ကြတဲ့အသင်းပေါ်မှာမူတည်ပြီးတော့ ို့ရဲ့ strategy ကအရင်ကိုအရေးကြီးပါတယ်။တခါလည်ရန်ကြားလို့ရှိရင်ကျွန်တော်တို့တချို့သော challenge တွေမှာခွန်အားကြီးပဲတောင်းရတာမျိုးကိုစဉ်းစားကြမလို့ပေါ့နော်။ရှားရှူတော်ဘက်ကတွေးကြည့်မယ်ဆိုလို့ရှိရင်ကိုက agility အားတာတယ်ဆိုလို့ရှိရင်အခေါက်ပေါင်းများစွာတည်မလား။တခေါက်တည်းနဲ့အများကြီးတည်မလား။ဒါမျိုးတွေကကိုယ့်ဟာသာကိုကိုတင်းပေါ်မူတည်ပြီးကိုအများကြီးတွေးလို့ရပါတယ်။ဆိုတော့ဒီနေ့မှာကိုယ့်ရဲ့တင်းပေါ်မူတည်ပြီးတော့ဘလို့အကောင်းဆုံးပုံစံနဲ့ရှင်ပြိုင်သွားမလဲဆိုတာကျွန်တော်ကြည့်ရပါပါ။အဲ့တော့စလိုက်ရပါ ရက်ဒီလား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 ရက်ဒီရက်ဒီရက်ဒီโอเค let's start the show သူများတွေအရလို့ viewer တွေပါချပြီးရဲ့အချိန်မှာကျွန်တော်တို့ဒီပွဲစားမဲ့အချိန်ထိကိုဟိုဆုံးဖြတ်ချက်ကိုတေချာမချသေးဘူးပေါ့နော် ဟုတ်ကဲ့ပါအားလုံးပဲအခုဆိုလို့ရှိရင်ကျွန်တော်တို့ challenge 3 drop ကိုအားလုံးအစင်းသဖြစ်နေပါပြီဒီနေ့မှာစီးမြင်စီကန်းလေးနေနဲ့ထပ်ပြောပြလိုက်မယ်ကျွန်တော်တို့ကအခုအနောက်မှာရှိနေတဲ့မြေကြီးတွေကိုဟိုးဘက်ခြမ်းအထိကိုကျွန်တော်တို့ကတည်သွားမှာဖြစ်ပါတယ်တည်တဲ့အခါမှာခုနကတော့ပြောသလိုမျိုးပဲကိုအရှိမှကျွန်တော်တို့အိတ်ကလေးပေးထားတယ်အိတ်အသေးနဲ့အိတ်အကြီးပေးထားတယ်အိတ်တွေကကျွန်တော်တို့ limitation ရှိပါတယ်30 30ပဲပေးထားတယ်ဒါပေမဲ့ကိုကဟိုးဘက်ရောက်သွားတယ်ဆိုလို့ရှိရင်ဒီအိတ်ကလေးတွေပြန်တည်လာလို့ရတယ် ဒါမှမဟုတ်ကျွန်တော်တို့က accident ကြောင့်တုတ်ကျသွားတယ်ဆိုလို့ရှိရင်တော့အဲ့တဲတွေကျွန်တော်ပြန်တဲလို့မရဘူး starting point ကိုပဲပြန်တာတဲရပါမယ်အကယ်၍ဒီအတုံးတွေကိုကျွန်တော်သတ်မှတ်ထားတဲ့စီမင်းတွေအားနေပဲကျွန်တော်တို့တဲရမယ်ကိုယ်ပြီးတဲလို့မရဘူးတိုက်ပြီးတဲလို့မရဘူးလဲပြီးတဲလို့မရဘူးအကယ်၍အဲ့လိုကတိုက်သွားတယ်လဲသွားတယ်ဆိုလို့ရှိရင်ကျွန်တော်အိုင်နယ်လေးကနေကျွန်တော်ပြန်တဲလို့တော့ရတယ်ဒါပေမဲ့တမင်တကာလောက်တာဆိုလို့ရှိရင်တော့မရပါဘူးကျွန်တော်ဟိုးပတ်ရောက်သွားတဲ့အခါမှာကျွန်တော်တို့ weight ချိန်ပေးမဲ့လူတွေရှိပါတယ် တော့ဒိုင်နိုကြီးတွေပေါ့နော်ဒိုင်နိုကြီးတွေပါတဲ့အတွက်ကြောင့်မလို့ဒိုင်နိုကြီးတွေလည်းရေးစားပေးပါမငင်းပါနဲ့အဲ့ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့က over 58မလာမြိုင်58ရှိရဲတဲ့အဲ့ကိုကျွန်တော်တို့ 50kg ရှိရပါတော့ဆိုတော့ကိုကအဲ့ထဲကိုထည့်ပြီးတော့ကျွန်တော်တို့ကတားပေါ်တင်ပေးတတ်အောင်ပဲဒီ chain နဲ့ process ကိုလုပ်เสียရမလို့အရှိမရှိတဲ့ဒိုင်နဲ့လုပ်ပေးလိမ့်မယ်အဲ့တော့ဒီ chain အတော့အတွင်းမှာဘလောက်မြင်မြင်ဆက်ဆက်နဲ့ကိုတည်တိုင်းမလဲဆိုတာကတော့ကိုရဲ့တင်းပေါ်မှာပဲအများကြီးမူတည်ပါတယ်စလိုက်ပါ ဒီနေ့မှာတခါရဲနဲ့ကျွန်တော်တို့က6သင်းစုံတခါရဲပြန်ရမှာ Are you ready? ready? ကျွန်တော်ဝစ်ဆယ်မုတ်ပေးပါမယ်2 1 Sababi Finals on FFO